မြန်မာနွေဦးခရိုနီကယ်ဇွန်၄မြင်ကွင်းလောက်ခနှင့်ရမ်မန်ကြီးတွုံးမြင်ပေးရေလှုပ်ရှားမှုတွေထပ်မံထွက်ပေါ်လာဆီယနာသိမ်းပြီးတဲ့နောက်ကမောက်ကမဖြစ်ပေါ်လာတဲ့အဆနဲ့ချီကမြန်မာကြံ့ငွေတန်ဖိုးကြာဆင်းလာနေပေမဲ့စက်ယုံ လုံယုံလုံသားတွေရဲ့အနေဆုံးလိုအားကသတ်မှတ်ချက်တွေကပြောင်းလဲသွားတဲ့ကြံ့ငွေတန်ဖိုးနဲ့အချိုးညီစွာမြင့်တက်လာတာကြောင့်အခုလပိုင်းနေမှာရန်ကုန်စက်မှုဇုံရှိစက်ယုံလုပ်ငန်းတွေမှာအလို့သမားဆန္ဒပြတာတွေဇက်တိုက်ဖြစ်ပေါ်နေပါတယ်ဆီယနာသိမ်းကာစားကာလက မေရိကန်ဒေါ်လာကိုမြန်မာကျပ်1300ဝန်းကျင်ရှိပြီးအဲ့ဒီအချိန်ကတရက်အနည်းဆုံးလိုအားက4800ကျပ်ဖြစ်ပါတယ်။အဲ့ဒီအချိန်ကတနေ့အနည်းဆုံးလိုအားကဟာကန်ဒေါ်လာနဲ့တွက်ရင်3.69လောက်ရှိခဲ့ပေမဲ့၄နှစ်ကျော်ကြာမှာကန်ဒေါ်လာက4300ကျပ်ဝန်းကျင်ရှိနေပြီးတရက်အနည်းဆုံးလိုအားကက6800ကျပ်သာရှိတာကြောင့်တရက်လိုအားကကိုဒေါ်လာနဲ့တွက်ရင်1.58ဒေါ်လာသာရှိတာတွေ့ရမှာဖြစ်ပါတယ်။တရက်လိုအားကငွေကြေးဟာ လွန်ခဲ့တဲ့လင်းနှစ်ကာလနဲ့နိုင်ရင်တံပိုးအဖျင်ခောက်ချိုးအောက်သာရတဲ့အနေအထားမျိုးဖြစ်ပါတယ်။ဆန်စီအခြားအသားငါးနဲ့ဟင်းသီးဟင်းရွက်အစားတောက်စီနာမကျန်းဖြစ်ခဲ့ရင်ဝယ်ယူရတဲ့ဆေးဝါးစီနှုန်းဂီးသွားလာရမှာတည်ယူပို့ဆောင်စရိတ်စတာတွေအားလုံးကနိုင်ငံခြားငွေလဲနှုန်းပြောင်းရင်ပြောင်းသလောက်ဈေးနှုန်းတွေမြင့်တက်လာနေပေမဲ့အလို့သမားတွေရဲ့လုခလစာကအချိုးညီစွာပြောင်းလဲခြင်းမရှိတာကြောင့်အလို့သမားတမကနဲ့အချိုးသောဆက်ယုံတွေမှာလူသမားတွေကပဲဥဆောင်ပြီးတောင်းဆိုဆန္ဒပြခဲ့ကြရတာက အခုသတင်းပတ်တွေမှာအထိုင်းလျောက်တိုးမြင့်ရရှိလာခဲ့ပါတယ်6800ကျပ်ကနေတိုးမြင့်ရရှိတဲ့တရက်လိုအပ်ကက11500ကျပ်နဲ့12000ကျပ်တို့ဖြစ်တာတွေ့ရပါတယ်12000ကျပ်ရတဲ့အတိုင်းကန်ဒေါ်လာနဲ့တွက်ရင်1.09ဒေါ်လာသာရှိသေးတာကြောင့်စစ်အာဏာမသိငင်ရတဲ့တန်ဖိုးကိုတော့မမိသေးဘူးလို့ဆိုရမှာဖြစ်ပါတယ်ဘာကြောင့်အနေအဆုံးလိုအပ်ကတိုးမြင့်ရရှိရေးတောင်းဆိုမှုတွေဆန္ဒပြမှုတွေလူသမားအခွင့်အရေးလှုပ်ရှားမှုတွေမအောင်မမြင်ဖြစ်ရတာပါလေလို့အဖြေထုတ်ကြည့်ရင် အကြောင်းရင်းတစ်ခုတွေ့ရမှာဖြစ်ပါတယ်။တစ်ခုကအလို့သမားအခွင့်ရေးတရက်တာအနေဆုံးလောကတိုးမြင့်ပေးရေးလှုံ့ဆော်မှုတွေကိုအာနာသိန်းစစ်ကောင်စီနေနဲ့နိုင်ငံရေးလှုံ့ဆော်မှုလို့မြင်ပြီးအလို့သမားအခွင့်ရေးအဖွဲ့အစည်းကခေါင်းဆောင်တွေကိုဖမ်းဆီးထောင်ချတာတွေလှုံ့ဆော်ခဲ့လို့အလို့သမားလောကတိုးမြင့်ရေးတောင်းဆိုမှုတွေပြီးခဲ့တဲ့၄နှစ်တာကာလမှာနေပါသွားခဲ့ရတာဖြစ်ပါတယ်။၂၀21ခုနှစ်ဆီအာနာသိန်းပြီးတဲ့နောက်ပထမဆုံးလမ်းပေါ်ထွက်ဆန္ဒပြခဲ့ကြရမှာရန်ကုန်လှိုင်သာယာရွှေပြည်သာနဲ့ အခြားဆက်မှုဇုံတွေကအလို့သမားတွေပူးပေါင်းပုံဝင်ခဲ့ကြတဲ့ဖြစ်ရပ်ကိုအာနာသိန်းစစ်ကောင်စီကမှတ်သားထားပြီးအလို့သမားအရေးလှုပ်ရှားသူနဲ့လူသမားခေါင်းဆောင်တွေကိုစောင့်ကြည့်ဖမ်းဆီးတာတွေလုံဆောင်ခဲ့တာဖြစ်ပါတယ်။အဆိုပါချက်တွေကအလို့သမားအခွင့်အရေးတောင်းဆိုမှုတွေတည်သားစွာရောကြသွားရတဲ့အဓိကအကြောင်းချက်ဖြစ်ပြီးအလို့သမားတွေအဖို့ငွေဖောင်းပွားမှုနဲ့လက်ရောညီထွေမဖြစ်တဲ့လောက်ခလာစားနဲ့ကြိတ်မိတ်လောက်ကိုင်းနေခဲ့ကြရတာဖြစ်ပါလေ။တစ်ဖက်မှာလဲဆက်ယုံလုံယုံလုပ်ငန်းရှင်တွေအနေနဲ့အာနာသိန်းနဲ့နောက်ပုံမှုဆိုးရွားလာတဲ့ လျှက်စစ်တအားပြတ်တောက်မှုလောင်စာစီဝယ်ယူတင်သွင်းရခက်ခဲတာဈေးကြီးတဲ့ကြရက်တွေကြောင့်အမျက်လျော့နေလာတာကိုအလို့သမားတွေရဲ့လောက်ခလာစာနှိမ့်ချမှုကရတဲ့အကျိုးမြတ်နဲ့ဖာထေးကြတဲ့လက္ခဏာတွေလည်းတွေ့ရပါတယ်။ပြည်တွင်းမှာလက်နက်ကိုင်ပဋိပက္ခတွေကြောင့်မတိမငိမ့်ဖြစ်မှုကနေမြို့တွေမှာအရန်လုံသားအင်အားမြင့်တက်လာတာစစ်ပွဲတွေကြောင့်အခြားအလို့ကိုင်ခွန်လန်းတွေဆုံးရှုံးရရပြီးဆက်ယုံအလို့တွေမှာလောက်ကိုင်လူသူများပြားလာတဲ့အခြေအနေကိုအခွင့်ကောင်းအဖြစ်အသုံးချခဲ့ကြတဲ့သဘောဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့နိုင်ငံရေးစီးပွားရေးကမောက်ကမနေထားမှာအလို့သမားခွင့်ရေးတွေဆိုးရွားစွာကြာဆင်းလာတဲ့ဖြစ်ကူနိုင်ငံတကာအလို့သမားဖွဲ့စည်းတွေဖြစ်တဲ့ ILO နဲ့အခြားသောဖွဲ့တွေကသတိမူမိပြီးစစ်ကောင်စီဖို့နိုင်ငံတကာအလို့သမားအရေးအဖွဲ့စည်းတွေရဲ့ဒဏ်ခတ်မှုကိုခံရနိုင်တဲ့အခင်းအကျင်းတွေလည်းဖြစ်ပေါ်လာပါတယ်။ဒီအကြောင်းတွေကစစ်ကောင်စီအနေနဲ့လက်တတော်အလို့သမားလောက်ခလာစာအခွင့်အရေးတောင်းဆိုလှုံ့ဆော်မှုတွေကိုခွင့်ပြုထားတဲ့သဘောလို့ယူဆရပါတယ်။မြန်မာနိုင်ငံမှာ လောက်ခါစားလက်ခါစားအထဲချုပ်ဖနှက်ချုပ်နဲ့အခြားသောကွန်ပျူစီတချို့ထုတ်လုပ်တဲ့စက်ယုံတွေရင်းနှီးမြှုပ်နှံသူတွေကိုဆွဲဆောင်တဲ့အချက်ကနေပါတဲ့နေစားကဖြစ်ပါတယ်။မြန်မာနိုင်ငံနဲ့စားတောက်ကုန်ပစ္စည်းစင်းလုံးများများစားစားမကွာခြားတဲ့ထိုင်းနိုင်ငံမှာတရက်အနည်းဆုံးလောက်ခါကဘတ်380ဝန်းကျင်ကျပ်ငွေအားဖြင့်48000လောက်ရှိနေချိန်မှာမြန်မာနိုင်ငံကကျပ်6800သာရှိတာကြောင့်ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့အခြားသောနိုင်ငံတွေမှာရင်းနှီးမြှုပ်နှံတာထက် ပိုပြီးအကျိုးမြတ်ရရှိတာကြောင့်လဲမြန်မာနိုင်ငံမှာမြုံနှံဖို့ပိုမိုဆွဲဆောင်စေတာဖြစ်နိုင်ပါတယ်။တာမန်ချင်းတွေမှာနိုင်ငံခြားရင်းနှီးမြုံနှံမှုဟာကျိုးစိုးတဲ့နေအရာဖြစ်ပါတယ်။တစ်ဖက်မှာလည်းမျှတာတဲ့လောကကပြီးဖို့အခြားသောအကြောင်းချက်တွေကြောင့်ယောဘားသွားတဲ့အကျိုးမြတ်တွေကိုအလို့သမားတွေရဲ့နိုင်နေပြီးသားလောကလာစားတဲ့ကဖြည့်ဆည်းခြင်းမပြုဖို့ကလည်းအရေးကြီးတဲ့အချက်ဖြစ်ပါတယ်။မြန်မာနိုင်ငံကအလို့သမားတွေရဲ့ဘဝတွေကမိသားစုတွေနေအိမ်တွေဇာတိကျေးရွာမြို့တွေမှာစစ်ပွဲဖြစ်ပွားလို့တိမ်းရှောင်ရင်း မြို့ပေါ်မှာရတဲ့အလုပ်ကိုပေးသမျှနဲ့လုပ်နေရတဲ့ဖြစ်မျိုးတွေလည်းရှိနေတာကြောင့်ဒီလိုအကျက်တဲအချားရွေးချယ်စရာမရှိတဲ့သူတွေရဲ့လိုအားကိုဇေးနိုင်ပေးခိုင်းတဲ့အဖြစ်မျိုးမရောက်စေဖို့အရေးကြီးတယ်လို့ဆိုချင်ပါတယ်ခင်ဗျာ။